ထိုင်းကိုခီးတောက်ဖို့အစီအစဉ်ရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးတဲ့သတင်းတစ်ခုရှိပါတယ်။နောက်မြန်မာနိုင်ငံမှာစီမံအသစ်တွေပြောင်းတော့မှာလို့တည်ထားတင်တာတွေကိုဒီနေ့အတူတူကြည့်သွားကြရအောင်။ကဲအရင်ဆုံးပြောချင်တာကတော့ခီးတောက်တဲ့ရုပ်ပေါ်တရတရမှုရှိမဲ့အရေးကြီးဆုံးပြောင်းလဲမှုတစ်ခုပါ။လာမယ့်2025မေလအတွင်းဒီမှာစတင်မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။နေထောင်နေဆိုင်မှာကစားပြီးထိုင်းနိုင်ငံရဲ့ဝင်ခွင့်လုပ်ငန်းစဉ်တွေကအကြီးအကျယ်ပြောင်းလဲတော့မှာပါအဓိကကတော့ ရင်လိုဆာရွန်နေဖြေးရတဲ့ခစ်ကနေ digital ဘကောအပိဝကူးပြောင်းတော့မှာဖြစ်ပါတယ်။အဲ့ဒီရဲ့ပထမဆုံးခြေလမ်းကတော့ဘဖြစ်မနေလိုက်နိုင်ရမယ့်စီကန်းချက်အတစ်တစ်ခုထွက်လာတာပါပဲ။ဆိုတော့အဲ့ဒီမဖြစ်မနေလိုအပ်ချက်အတစ်ကပါလဲဆိုတော့အဲ့ဒါကတော့ Thailand Digital Arrival Card ပါ။အတူကအောင်နေတဲ့ TDAC လို့ခေါ်ကြပါတယ်။အပြောင်းလဲကတော့တော်တော်လေးကိုရှင်းပါတယ်။အရင်ကဆိုလေးရင်ပေါ်မှာဖြစ်ခဲ့ရတဲ့အားလုံးလိုက်ရင်းနှီးပြီးသားအဖြူအပြာရောင် DM6 ကပြားလီလီလေး အခုအဲ့ဒါတွေမလို့တော့ပါဘူးသူစာခီးမထွက်ခင် online ကနေကြိုတင်ဖြည့်ပြီး QR code ယူသွားရမယ် digital snack ကိုလုံးဝပြောင်းလိုက်တာပါပဲဒီနေရာမှာအရေးအကြီးဆုံးတတိပြုရမယ့်အချက်ကတော့ဒါဟာရွေးချယ်권မဟုတ်ဘူးဆိုတာပါပဲ TDAC ကထိုင်းနိုင်ငံတဲကိုဝင်ရောက်မဲ့နိုင်ငံသားတိုင်းထံလုံးဝကိုမဖစ်မနေလိုအပ်ချက်တကူဖစ်လာပါပြီ။လေချောင်းကနေပဲဝင်ဝင်၊ကုံချောင်းကနေပဲဝင်ဝင်၊ရေချောင်းကနေပဲဝင်ဝင်ဘလို့ပဲလာလာဒါကိုလုတ်ကိုလုတ်ရမှာပါ။တကယ်တော့လေ DTTACS ဆိုတာက2025မှာထိုင်းနိုင်ငံလှုပ်ဆောင်မှု Digital အသွင်ကူးပြောင်းရေးစီမံကိန်းကြီးတစ်ခုလုံးရဲ့အစိတ်ပိုင်းတစ်ခုလေးပဲရှိပါသေးတယ်။အဲ့ဒါဖြင့်တခြားပါအပြောင်းလဲလေးမဲအချင်းမှာလာအောင်မယ်ဆိုတာကိုအချင်းစရာလေးနဲ့တစ်ချက်ခိလိုက်ကြအောင်။ဒီအချင်းစရာမှာကြည့်လိုက်ရင်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အဓိကရက်စွဲတွေကိုမှတ်ထားဖို့လိုပါမယ်။ဇန်နဝါရီ၁ရက်နေ့ကစပြီး Visa 6လောက်အားလုံးကို online ကနေပဲလက်ခံတော့မှာပါ။ပြီးတော့မေလရက်နေ့ကစပြီးနိုင်ငံထဲဝင်ဖို့ DDAC မထက်မနေလိုရလာပါမယ်။ ဒါအပြင်ဇွန်လလောက်မှာ ETA ဆိုတဲ့စနစ်တကူကိုလည်းထပ်ပြီးစီစဉ်ထားပါသေးတယ်။ခီးခနာတာတွားလဲရောမဟုတ်ပဲထိုင်းမှာအချင်းကြကြလေးနေပြီးအဝေးကနေအလုပ်လုပ်ချင်တဲ့ Digital Nomads Day Remote Workers Day အတွက်လည်းတရင်ကောင်းထူရှိပါပဲ။အဲ့ဒါကတော့ငှားနေတဲ့တန်ရှိတဲ့ Destination Thailand Visa DTV ဆိုတဲ့ Visa အစ်ကို mix ဆက်လိုက်တာပါပဲ။တစ်ခေါက်ဝင်ရင်ရပောင်180တောင်နေလို့ရပါပါ။ကဲဒီလို Digital စနစ်တွေ Visa အစ်တွေအများကြီးပြောင်းလဲလာတော့ အားလုံးပဲအထီးကစိတ်ပူနေကြတဲ့မိခွန်တခုရှိလာပါတယ်အထူးသဖြင့်ချီးတို့တွားလဲမဲ့သူလေးတော့ပေါ့အဲ့ဒါကတော့လူတော်တော်များများအမေးသုံးနေကြဖြစ်တဲ့ဆလဲ့ရဲ့ဗီဇာကင်းလွတ်ခွင့်ကတော့ဆက်ပြီးအကျုံးဝင်နေသေးလားဆိုလာပါပဲကဲအဖြေကတော့ရှင်းရင်းလင်းလင်းပါပဲဟုတ်ကဲ့ရပါသေးတယ်မြန်မာပတ်စပို့ကိုင်ဆောင်ထားသူတွေအတွက်ဆလဲ့ရဲ့ဗီဇာကင်းလွတ်ခွင့်ကဆက်ပြီးရှိနေအောင်ပါပါဒါမှအရေးကြီးတဲ့အချက်တစ်ခုကိုတော့မမေ့ပါနဲ့ဒါဟာ လေကြောင်းခီးနဲ့ဝင်ရောက်မှသာအကျုံးဝင်တာဖြစ်ပါတယ်။ဆရာကုန်းလန်းကနေဝင်မယ်ဆိုရင်တော့ဥပမာမြေဝတ်တီတို့တာကြီးလေးတို့လိုအနယ်ဆက်ကိတီကနေဝင်မယ်ဆိုရင်တော့အရင်လိုပဲထိုင်းတန်ယုံကတူရစ်ဗီဇာကိုကြိုတင်လျှောက်ထားဖို့လိုအပ်နေမှာပါ။အပိ TDAC ကဘလော့ရဲ့ကြီးလေးတီဗီဘယ်သူတွေလိုရမလဲဆိုတာလေတီဗီဆိုတော့အခုလက်တွေ့မှာရောဘလို့လိုရမလဲဆိုတာကိုအစစ်စစ်အတူတူလိုက်ကြည့်ကြရအောင်။ online မှာပုံစံမဖြည့်ခင်မှာအချင်းကုံသက်တာကိုဒီအချက်၃ချက်ကိုတော့အစင်သင့်ကြိုတင်ပင်ဆင်ထားဖို့လိုပါမယ်။နိုင်ငံကူးလက်မှတ် လေးအချက်လက်နဲ့အတိုင်းမှာတင်မလေးစားတော့ပါပဲ။လိုရမယ့်အဆင့်တွေကတကယ်ကိုရိုးရှင်းပါလေ။ပထမဆုံးကျောင်းဝင် website ဖြစ်တဲ့ ttac.immigration.go.th ကိုတွားလိုက်ပါ။ပြီးရင်ကိုယ့်ရဲ့အချက်လက် passport အချက်လက်နဲ့ green အချက်လက်တွေကိုဖြည့်ပါ။ အားလုံးဖြစ်ပြီးရင်အမားမရှိအောင်တည်တည်ချဲ့ချလေးပြန်စစ်ဆေးပြီး submit လုပ်လိုက်တာနဲ့ကို့အတွက်တီးတန့် QR code တစ်ခုရလာပါလိမ့်မယ်။အဲ့ဒီရလာတဲ့ QR code ကအရန်အရေးကြီးပါတယ်နော်။လုံးဝမပျောက်စေနဲ့ဖုန်းထဲမှာ screenshot ရိုက်ပြီးတင်ထားတာဖြစ်ဖြစ်ဒါမှမဟုတ်စီချအောင် print ထိုးပြီးတော့ဖြစ်ဖြစ်လေးစီကောင်တာမှာပြားဖို့အစင်သိမ့်တင်ထားမှာပဲ။နောက်ထပ်တည်ထားရမယ့်အရေးကြီးတဲ့အချက်နှစ်ခုလည်းရှိပါသေးတယ်။တစ်ခုက DDAC လောက်တာဟာလုံးဝပိတ်စာမကုန်ပါဘူးအခမပါ။ နောက်တစ်ခုကရောခီးမသွားခင်3ရက်လောက်အထိကြိုးတင်ပြီးလောက်ထားလို့ရပါတယ်။ကဲဒါဆိုရင်တော့ခုနကပြောခဲ့တာတွေအားလုံးကိုခြုံငုံပြီးတော့ creation တစ်ခုလုံးအစင်ပြေချောမွေ့စေဖို့အတွက်နောက်ဆုံးအနေနဲ့ဘာတွေပြင်ဆင်သွားရမလဲဆိုတဲ့စစ်ဆေးရမယ့်စာရင်းလေးတစ်ခုကိုအတူတူကြည့်လိုက်ကြရအောင်။ အကောင်းဆုံးအကြံဉာဏ်ကတော့တွေးကြုံရှိတဲ့သူတွေစီကလာတာပါပဲ။အထိုင်းမှာတွေးကြုံနည်းနည်းလောက်ရှိတဲ့ကိုမြင့်မြတ်ကသူ့ရဲ့ပထမဆုံးခွေးစင်းမှာအခက်အခဲကြုံခဲ့ရတဲ့အတွက်ချိုးတင်ပြင်ဆင်မှုရဲ့ရည်ကြီးပွန်းကိုအခုလိုပဲအလေးပေးပြောပြထားပါဗျ။စားရစာတန်းတွေကိုချိုးတင်ပြင်ဆင်ထားပါတယ်တဲ့။ဒါကြောင့်အတ္တကချက်ကတော့ဒီစားရစာတန်းတွေကိုလက်ထဲမှာဆင်တင်ရှိနေဖို့ပါပဲ။တတက်အနည်းဆုံး6လကျန်သေးတဲ့ passport အတည်ပြုထားတဲ့အပြန်လျင်လက်မှတ် hotel booking ပြီးတော့လူတယောက်ကိုအ ਨੇ ဆုံး time button တောင်းဒါမှမဟုတ် area ညီများတဲ့ငွေချေးပြန်တဲ့ဟိုကအရန်ကိုအရေးကြီးပါပဲဟုတ်ကဲ့ဒါကတော့ visa အမျိုးအစားအလိုက်ဒါမှမဟုတ်တက်တန်းတိုးမယ်ဆိုရင် ကုန်ကြစရိတ်ဘယ်လောက်ရှိနိုင်မလဲဆိုတာကိုတစုကစီစီတဲ့အလွယ်တကူကြည့်လို့ရအောင်ဖော်ပြပေးထားတဲ့ဇာတ်လေးပါပဲ TDAC ကတော့အခက်မဲ့ဖိတာကိုတွေ့ရမှာပါကဲ အလုံးကိုပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင်တော့လုံးဝမမေ့တဲ့အဓိကအကြလုံးချက်၃ချက်ရှိပါတယ်။နံပါတ်၁2025မေလတရနေ့ကစပြီး TDAC ကနိုင်ငံရေးဝင်တဲ့တူတိုင်းအတွက်မဖြစ်မနေလိုရလာပြီ။နံပါတ်၂2025ဇန်နဝါရီတရနေ့ကစပြီးဗီဇအလုံးကို e-visa စနစ်နဲ့ပဲရှောက်ရတော့မယ်။ပြီးတော့နံပါတ်၃လေနဲ့တွားမယ်ဆိုရင်တော့ဆက်လက် visa ကင်လွတ်ခွင့်ကစပြီးရှိနေအောင်မယ်ဆိုတာပါပဲ။ ထိုင်းနိုင်ငံရဲ့ဝင်ခွင့်လုပ်ငန်းစဉ်တွေကအခုလိုအပြည့်အဝ digital ဖြစ်လာတာဟာရှေ့ဆက်ပြီးဘာတွေ set ဖြစ်လာနိုင်မလဲဆိုတဲ့စိတ်ဝင်စားစရာမေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။အပြေကတော့2025ဇွန်လမှစီစဉ်ထားတဲ့ visa ကင်းလွတ်ခွင့်နဲ့ခရီးသွားတွေအတွက် electronic travel authorization ETA ဆိုတဲ့စနစ်အစ်ဖြစ်လာဖို့လားလားကများပါတယ်။ခရီးသွားစီမံတွေကအမြဲတမ်းပြောင်းလဲနေနိုင်တာကြောင့်အချက်လက်တွေကိုနောက်ဆုံးရသတင်းတွေတိုင်းအမြဲမပြတ်သိရှိနေဖို့ကသာခရီးသွားတွေအတွက်အကောင်းဆုံးဖြစ်စင်မှုပါပဲ။ 可以抓紧，钱？拿着三对阿龙牌，等科比啦。<noise> <noise>